အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ပေါ့နော်ဒီနေ့ကလုပ်ငန်းခွင်မှာကျွန်တော်တွေ့ရတဲ့အတွေ့အကြုံလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ဒါဒီနေ့ကပေါ့နော်ကျွန်တော်တို့ဘဝရေးတာမှာဒီ housekeeping position နဲ့ပေါ့နော်အလုပ်လာလုပ်တဲ့ကောင်လေးတစ်ယောက်တွေ့တယ်ပေါ့နော်အာသူ့ရဲ့ဒီခက်ခဲပြဿနာလေးကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ပြီးတော့ဒီနေ့ကကျွန်တော်ဗားလေးတွေ့ခဲ့လဲဆိုလို့ရှိရင်သူကပေါ့နော်ကျွန်တော်ကြားသိတော့သူက TEP နဲ့လာတာပေါ့နော်ဒီ၃လပီဇာနဲ့လာတယ်ပြီးတော့ကြတော့ကျွန်တော်ဟိုတယ်အလုပ်လို့ပြောဟိုတယ် ကလနာဘိုင်းလို့ပြောပြီးတော့ပေါ့နော်ဒါပေမဲ့ဒီဘိုးဘအိတ်တာမှာကလင်းနင်းလာလောက်ရတယ်ပေါ့နော်လာလောက်ရတဲ့အချိန်မှာ तू ကစပြီးတော့မှဝင်တဲ့နေ့မှာပဲပေါ့နော်ဒီဘာသာစကားအခက်ခဲကြောင့်မလို့အင်္ဂလိပ်လိုလည်းကောင်းကောင်းမပြောတတ်ဘူးအတရုတ်လိုလည်းမသိဘူးပေါ့နော်မသိတော့ကြတော့ဘာဖြစ်လဲဆိုတော့ဒီအရင်ရောက်နေတဲ့စီနီယာတွေကလည်းသူ့ကိုဘူးလီလောက်ကြတာပေါ့နော်အနိုင်ကျင့်ကြတဲ့ပုံစံမျိုးနဲ့အတင်းအလုပ်တွေခိုင်းနေနားချိန်လည်းမပေးဘူးပေါ့နော်အဲ့လိုမျိုးကျွန်တော်ကြားသိရတယ်အဲ့ဒီခါမှာကျွန်တော်တို့ဒီ အဲ့မှာစီနီယာမြန်မာအမတယောက်ကနေပြီးတော့ပြောတဲ့အခါမှာသူတို့ပြဿနာလေးတွေတက်ကြတယ်ပေါ့နော်ပြီးတော့အဲ့ဒီမှာကောင်လေးကညနေပိုင်းလဲရောက်တော့ပေါ့နော်ဒီအဲ့ဒီစီနီယာအဲ့ဦးလေးတယောက်လို့ပြောတာပဲပေါ့နော်အဲ့ပြောသူ့ကိုတဲ့ဒီမင်းထွက်သွားပါညာနဲ့အဲ့လိုပြောပြီးတော့မြန်မာလာထိုင်ပြီးတော့မှငိုနေတာပေါ့နော်ငိုနေတော့ကြာတော့ကျွန်တော်ကအလုပ်ပြန်တွေ့တဲ့အခါမှာသူ့ကိုကျွန်တော်အားပေးတယ်ပေါ့နော်အားပေးတဲ့ပြင်ကိုကျွန်တော်ကတကယ်လို့စကားမပြောတတ်ဘူးဆိုရင် ဒီ translate ပေါ့နော်ကျွန်တော် Google မှာဆို translate ကိုနှိပ်ပြီးတော့ဒီမှာ Burmese to Chinese to Burmese to English to မြန်မာလိုရိုက်ပြီးတော့အင်္ဂလိပ်လိုလေးကျွန်တော်ပြောဖို့ဒီသူ့ကို တိုက်တွန်းတယ်ပေါ့နော်အဲတိုက်တွန်းခဲ့တယ်ပြီးတော့ကျတော့ဒီလုပ်ငန်းဝင်ရဲ့ဒီ challenges တွေစာပိုင်းဟိုအချက်မှာဒီလိုမျိုးအခက်အခဲလေးတွေရှိတယ်ဆိုတာလည်းကျွန်တော်သူ့ကို ပြောခဲ့တယ်ပေါ့နော်ဒီတော့ဘာမှစိတ်အားမငယ်နဲ့ကိုယ်အနေနဲ့လစ်လာလစ်လာပြည့်တဲ့အချိန်မှာတစ်ပတ်နှစ်ပတ်လောက်ရှိရင်သူ့သူ့အဆင်ပြေသွားလိမ့်မယ်ပေါ့နော်ပြောချင်တာကဘာလဲဆိုတော့ အဲကျွန်တော်တို့ဒီမြန်မာတွေရဲ့ဒီအားနည်းချက်တခုပေါ့နော်ဒီ language barrier ကကျွန်တော်တို့အရင်အရေးကြီးတယ်ဒီဒီ English ပဲဖြစ်ဖြစ်တရုတ်ပဲဖြစ်ဖြစ်ပေါ့နော်ဒီအများကြီးကျွမ်းကျင်နေအောင်မတက်ရင်တောင်မှကိုယ့်အနေနဲ့ပေါ့နော်လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့မှဒီပြောဆိုနိုင်မှုလုပ်ငန်းခွင်အသုံးစကားပြောလေးတွေပေါ့နော်ပြီးလို့ရှိရင်တရားနဲ့တရားကျွန်တော်တို့ဒီ introduction ဘယ်လိုတွေလုပ်ရမလဲဆိုတော့အကြောင်းအရာလေးတွေပေါ့နော်အဲ့ဒီအရာလေးတွေကိုတော့ဒီကျွမ်းကျင်ကျင်တက်မြောက်ထားဖို့လိုတယ်ပေါ့နော်ဒီတော့ကျွန်တော်အနေနဲ့ဆိုရင်ဒီ အဲ့ဒီအဲ့ဒီလူငယ်ကောင်းလေးကိုပေါ့နော်ကျွန်တော်အားပေးခဲ့တာဒီဒီလိုမျိုးအခက်ခဲလေးတွေကိုသူကသူအဆင်ပြေသွားလိမ့်မယ်ဆိုတဲ့အကြောင်းအရာလေးတွေပေါ့နော်ကျွန်တော်ပြောပြပေးခဲ့ရဲပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလုပ်ငန်းကွယ်မှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့က overseas ကိုတမပဲဖြစ်ဖြစ်ဒီဘာသာစကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရင်းနဲ့ပေါ့နော်အနည်းငယ်ကျွန်တော်တို့တက်မြောက်ထားဖို့တော့လိုရဲပေါ့နော်အကျွမ်းကျင်ကြီးမရရင်တောင်မှစောစောကကျွန်တော်ပြောခဲ့သလိုပဲသမင်းစာရေးတော့ပြောနိုင်ဖို့ပြီးတော့ကြာလုပ်ငန်းကွယ်စကားစကားလုံးလေးတွေပေါ့နော်လေ့လာလို့ရတယ်ကျွန်တော်တို့ဒီ သနက်တက်မှပဲမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့စာအုပ်တွေဆိုလည်းရှိတယ်ကျွန်တော်အရင်တော့ဆိုရင်ဒီလုပ်ငန်းခွင်သွင်းအင်္ဂလိပ်စကားပြောတော့ပေါ့နော်အဲ့လိုမျိုးလေးတွေဝယ်ပြီးတော့မှကြည့်ဖြစ်တယ်ပြီးတော့ကြာတော့ကျွန်တော်တို့ဒီရဲရဲတင်းတင်းပြောရဲဖို့အတွက်လည်းကိုယ်ကိုယ်တိုင်လေ့ကျင့်တယ်ပေါ့နော်ပြီးတော့အခုဆိုရင် online မှာဆိုရင်အင်္ဂလိပ်စကားဒီအတူထွာလေးတွေပြောတာလေးတွေလည်းတင်နေကြတာအလုံးတွေ့တယ်ပေါ့နော်အဲ့ဒီຢာလေးတွေကိုကောင်းကောင်းကျွန်တော်တို့ဒီလေ့လာလိုက်မယ်ဆိုရင်သိကြတယ်ကိုကဒီတစ်လလောက်ဖြစ်ဖြစ်ပေါ့နော်သုံးဘက်လောက်ဖြစ်ဖြစ်တေချာလေးလေ့လာလိုက်မယ်ဆိုရင် ဒါလေးတွေကိုလေ့လာလေ့လာပြီးတဲ့အခါမှာလုပ်ငန်းကိုမှပြန်အသုံးချအဲ့ဒါဆိုလို့ရှိရင်အတော်အသင့်လေးပြောတတ်သွားမှာပေါ့နော်ပြောတတ်သွားတဲ့အချိန်မှာကိုယ့်ကိုဘူးလီလို့ဘူးလီဆိုတာအနိုင်ကျင့်တာပေါ့နော်အနိုင်ကျင့်မခံရတော့လုပ်ငန်းကိုမှအကယ်၍ပေါ့နော်ကိုကဒီအင်္ဂလိပ်စကားပြောရနေတယ်ဆိုဥပမာလေးနဲ့တို့ကကိုကိုအနိုင်ကျင့်နေဆိုရင်တောင်မှကျွန်တော်တို့သူ့ကိုပြန်ပြောလို့ရတယ်ပေါ့နော်ငါအခုမှရောက်တာဒီတော့ငါ့ကိုသင်ပေးပေါ့ငါအကောင်းဆုံးဖြစ်အောင်လုပ်နိုင်တယ်ငါအကောင်းဆုံးကြိုးစားမယ်အကယ်၍မှထပ်ဘူးလီလုပ်တယ်ဆိုရင်ငါမန်နေဂျာကိုပြောမယ်ပေါ့နော်ငါအထက်လူကြီးကိုပါတိုင်မယ် ဒါမျိုးတွေပြောလို့ရှိရင်တို့လည်းကိုကိုဝန်လိလောက်ရဲမှာမဟုတ်ဘူးပေါ့နော်အလုံးဟာဝန်တန်းနေဖြစ်တယ်ဒီတော့ဒါပေမဲ့တချို့တွေစိတ်ထားသူစိတ်သဘောထားမကောင်းတဲ့သူတွေကအဲ့လိုမျိုးတွေဝန်လိလောက်တာခံရတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ဘာသာစကားဒီရအောင်လောက်ပါကျွန်တော်ရဲ့ချစ်ခင်ရတဲ့ညီကောင်မတော်မတွေဒီနိုင်ငံခြားကိုသွားမယ်ဆိုဘယ်နိုင်ငံပဲမဆိုပေါ့နော်ကျွန်တော်တို့ဘာသာစကားမရရင်အနိုင်ကျင့်ခံရလိမ့်မယ်ပေါ့နော်ဘာသာစကားရအောင်လုပ်ဖို့အရေးကြီးပါတယ်အနည်းဆုံးတော့ကျွန်တော်တို့ဒီအင်္ဂလိပ်စကားတော့ နှမင်းသားရေးသားလာတော့ရအောင်ကျွန်တော်တို့လှုပ်ထားဖို့လိုတယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဒီလိုလေးကနေပြီးတော့အကျိုးတစုံနဲ့ရလိမ့်မလို့ကျွန်တော်ယုံကြည်ပါတယ်ပြီးတော့ဘာလေးတွေသိချင်တယ်ဘာလေးတွေသိချင်သိချင်ပါတော့ကိုလုံခိုင်းဝင်တဲ့ဖြစ်စေသိချင်တာလေးတွေရှိရင်ဒီဘီဒီယို comment မှာရေးခဲ့ပေးလို့ရပါတယ်ပြည့်စုံများအောင်ရှင်လက်ချက်ပြပါစေ